အဲ့ဒီမရှိတဲ့ဘုံကိုဘယ်သူကနေဆောင်ကျင်းသွားတာတုံးလို့ဆိုရင်ခုနကလောဘဒေါသမောဟတွေကဆောင်ကျင်းသွားတာပဲအဲ့ဒီလောဘဒေါသတွေဟာကိုယ်ကမထိန်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်ကိုလွှမ်းမိုးပြီးတော့သွားပြီဆိုလို့ရှိရင်ဒီပုံကိုယ်တွေဒုက္ခရောက်တော့တာပဲပေါ့ကြည့်ရှင်ဒီဝရကြီးကိုကြည့်ကြည့်အမတန်ထင်ရှားတဲ့တာရကတစ်ခု ရှင်တေဝရဆိုတာအလုံးသိတဲ့အတိုင်းမြတ်စွာဘုရားနဲ့ညီကိုဝမ်းကွဲတော်တယ်မြတ်စွာဘုရားကတုတ်တော်ရဏမင်းကြီးရဲ့သားရှင်တေဝရကဒီတုတ်တော်ရဏမင်းကြီးဒီမြတ်စွာဘုရားကတုတ်တော်ရဏမင်းကြီးနဲ့မေတော်မာယာတို့ရဲ့သားတော်ရှင်တေဝရရဲ့အဖေကမေတော်မာယာရဲ့မောင်သုဘဗုဒ္ဓ အဲ့တော့မေရောမာယာနဲ့သုဘဗုဒ္ဓတို့ကမောင်နှမအရင်ကြီးမောင်နှမအရင်မွေးထားတယ်လို့ဒီလိုပြောရမှာမောင်နှမအရင်မွေးထားတာပြီးတော့ရတောရာရဲ့မောင်အရင်ပေါ့အဲ့ဒါလို့မျိုးရိုးဟာ အမတန်မှကောင်းပါရဲ့တန်းနဲ့မူလစိတ်ထားမှန်ကန်တဲ့အချိန်တုန်းကတော့သူလည်းမင်းသားပဲပညာတတ်ပဲအညာသားမဟုတ်ဘူး အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲမြတ်စွာဘုရားဘုရားဖြစ်သူရောက်တဲ့အခါမှာတာဂဝိမင်းသား6ရောက်သင်္ကန်းဝတ်တဲ့ထဲမှာသူပါတယ်ရှင်အနန္ဒာတို့နဲ့တူတူ သာသနာပေါင်းဝင်လာတာအဲ့ဒီတိအောင်သူကလူတော်လူကောင်းတစ်ယောက်ပဲရှင်အနန္ဒာတို့နဲ့တူသာသနာပေါင်းဝင်လာတဲ့အချိန်မှာရှင်အနန္ဒာကပထမရောက်စဝါမှာပဲသောတာပန်ဖြစ်သွားတယ်ရှင်ဒီဝရကတော့သူက ပုရုဇဉ်ဘဝနဲ့ပဲတကောအဋ္ဌိပတ္တိယတပထကျင့်စဉ်တစ်ခုကိုကျင့်လို့ဇံဘိညာဉ်တွေရလူညံ့မဟုတ်ဘူးနော်လူညံ့မဟုတ်ဘူးမျိုးရိုးလည်းကောင်းတယ်အသိဉာဏ်လည်းရှိတယ်အဲ့ဒါလို့ဖြစ်သွားရကသူ့စိတ်ကိုသူ ထိမ့်မှုရမထိမ့်လို့ဖြစ်သွားတာကိုယ့်ကိုမပြင်းလို့တကယ်သူမျိုးရိုးအကောင်းနော်မျိုးရိုးကောင်းဇံဘိညာဉ်တွေတောင်ရတယ်တကောဘိညာဉ်တွေနဲ့သူပြည့်စုံတယ် သူ့စိတ်ထဲမှာဘာဖြစ်လာတယ်လဲလို့ဆိုလို့ရှိရင်သူအားမလို့အားမရဖြစ်လာတာတခြားမဟုတ်ဘူးယေဇောဗျာနာမှာအရေးပေးခံရတာကရှင်သာရိပုတ္တရာတို့ရှင်မောက္ခလန်တို့ပဲဘာလို့လို့ဆိုသူတို့ကလည်းစုကြည်ပန်လာတဲ့ပုံကိုယ်တွေလေဒီနေရာရောက်အောင်စုပန်ပြီးတော့ပါရမီဖြည့်လာတဲ့ပုံကိုယ်တွေပဲအဲ့ဒီမှာသူကသူ့ကိုပဲအရေးပေးစေချင်တာဟုတ် အဲ့တော့သူကအေးပိလောက်တဲ့အဆင်းကမရှိဘူးအဲ့တော့ကိုယ်အဆင်းကိုမသိပဲနဲ့သူကဘာဘာလောက်လာလဲလို့ဆိုရင်ညဆော့ဗျာသူ့ပုံမှာအေးမပေးဘူးဆိုပြီးတော့စိတ်ကဖျားပုံမှာအတေးအမှတ်တွေဖြစ်လာအတေးအမှတ်တွေဖြစ်လာတရားရကမတွေကလည်းပဲဖះเจ้าတော်လာလို့ရှိရင်မြတ်စွာဘုရားကိုဖူးဖူးပြီးရင်ဘယ်မှာတော့ရှင်သာရိပုတ္တရာဘယ်မှာတော့ရှင် မမောက်ကလန်နဲ့ဒီပြင်ပုံကိုယ်တွေဒါမေးပြီးတော့တွားရောက်ကြောကြတယ်ဘယ်မရုံးရှင်တေဝရလို့မေးမဲ့ပုံကမရှိဘူးအဲ့ဒါတွေကသူ့အဖို့ခံမြင်စရာတွေဖြစ်လာတယ်ပေါ့အဲ့ဒါတွေကိုသူ စိတ်ထဲမှာမထားဘဲနဲ့ကိုတရားကိုနှလုံးသွင်းမဲ့ဆိုရင်ဒီလိုအဖြစ်မျိုးရောက်မှာမဟုတ်ဘူးသို့တော့သူကအဲ့ဒါလိုစိတ်ဓာတ်တွေကရှိလာတဲ့အခါကျတော့ရသော်ဘုရားကလည်းငါ့ကိုအလေးမပေးဘူးပေါ့ တခါတော့မတွေလည်းငါ့ကိုမတိကြိုးကြွန်ပြုတယ်အဲ့ဒီမှာစိတ်ဓာတ်ကဘယ်လိုဖြစ်လာတော့ဆိုလို့ရှင်နာမည်ကြီးကျင်တဲ့စိတ်တွေမကောင်းတဲ့အတွေးအခေါ်တွေဝင်လာနောက်ဆုံးဘလောက်ထိအောင်ဖြစ်လာတော့ဆိုမြတ်စွာဘုရားက ပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်မှာတက်ပြီးတော့ဖះကိုသွားပြီးတော့တောင်းဆိုတယ်သူက ဘာတောင်းဆိုတော့ဆိုမြတ်စွာဘုရားအသက်ကြီးပြီပေါ့အဲ့ဒီအချိန်မှာတက်တော့80ကျော်သွားတဲ့အချိန်မှာဘုရားရှင်ဘုရားအသက်ကြီးပြီတန်ခါပိယိတကိုသူလွှဲပါအဲ့လောက်ထိအောင်သူကဖြစ်ချင်လာမအောင်နိုင်တော့ဘူးတက်ပြီးတော့တောင်းဆိုတဲ့အခါမှာမြတ်စွာဘုရားကမှတ်တော့တန်တော့အောင်သူပြောလိုက်တဲ့စကားလေးကသူ့စိတ်ထဲမှာနာကြီးသွားဘုရားကဘာပြောတာလဲဆိုတော့ သူများထွေးတဲ့တွေကိုမင်းမမျိုးချင်းမနဲ့လို့တာရိပုတ္တရာမောကလန်တို့တော်ငါတန်ခပိယိတာကိုမလွှဲတာဘာဖြစ်လို့မင်းတို့အီချင်းနဲ့တန်ခပိယိတာလွှဲလို့ဖြစ်မှာတော့လို့အဲ့ဒါလို့မိတ်လိုက်တဲ့စကားတစ်ခုဟာသူ့အတွက်မှနာကြီးစရာကြီးဖြစ်သွားတယ်ပေါ့အဲ့ဒါလို့စိတ်ဓာတ်ဟာသူ့စိတ်ဓာတ်မမှန်မကန်နေဖြစ်လာပြီးတော့နောက်ဆုံးမှဘလောက်ထိအောင်ဖះပေါ်မှာရံညိုးတွေဖြစ်လာတော့ဆိုရင် ဖះကိုအသေးသက်ပြီးတော့သူကိုယ်တိုင်ဖះလုံးပဲဆိုတော့စိတ်တက်တွေပါဝင်လာပြီးတော့ကြိုးစားအောင်လှုပ်တာအဲ့ဒီလိုလှုပ်ရင်ကနေနောက်ဆုံးမှာသူလှုပ်တဲ့မြရတွေဟာဘာမှမအောင်မြင်ဘူးမအောင်မြင်တဲ့အခါကျတော့မှယောဂယဝေဒနာတွေဖြစ်လာတယ်နောက်ဆုံးချိန်မှာယောဂဝေဒနာဖြစ်တဲ့အခါသူကသူပြန်စဉ်းစားတယ်ငါကသာယဉ်ညှို့ဖွဲ့တယ် ဘုရားဂေါရမသူ့ဘော်မှာရန်ညှိုးခွဲတာမရှိဘူးငါအမှားငါဝန်ချမယ်လို့သွားတော့နောက်ချသွားပြီပေါ့ခုချိန်ဒီအောင်ငရဲမှာခန်းနေရရှာတယ်ပေါ့ကိုယ့်ကိုမပြင်းဘူးဆိုလို့ရှိရင်ဘဝတစ်ခုဟာဒီလိုနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားတုတ်တန်တစ်ခုမှာဟောထားတာရှိတယ် တခါတရံကြလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်ပြည့်စုံမှုကိုဆင်ញင်သင့်တယ်လို့တခါတရံကြတော့ကိုယ့်ရဲ့ပျက်စီးမှုကိုလည်းဆင်ញင်သင့်တယ်အခြေအနေကောင်းတာကိုသာဆင်ញင်ရမှာမဟုတ်ဘူးအခြေအနေဆိုးနေလို့ရှိရင်လည်းဆင်ញင်ရမယ်လို့ပြောတာဘာဖြစ်လို့လဲဆိုမဆင်ញင်ရင်မသိဘူးပေါ့ဆင်ញင်မှပဲသိတယ်အေးဒါကြောင့်မို့မြတ်စွာဘုရားဒီဒေသနာတော်တွေဟောတာဟာလူတိုင်းလူတိုင်းလိုက်နာဖို့ရအတွက် ကိုကိုကိုတကယ်ချစ်တယ်ဆိုရင် ကိုကိုကိုနဲ့အောင်မလုံးနဲ့ကိုကိုထိန်းသိမ်းဆောင်ရှောက်ရမယ်အရွယ်သုံးပါးထဲမှာတပါးပါးကိုကိုဧကန်ဒိဋ္ဌပြုပြင်ကြရမှာဖြစ်တယ်မပြင်ဘူးဆိုလို့ရှိရင်ဘဝတစ်ခုကနှမွန်းသွားနိုင်တယ်လို့သစ္စာပြဒီလိုဟောတာအဲ့ဒီထဲမဲ့ရသော်ပြလက်ထက်တော့ကိုယ့်ကိုမပြင်းနိုင်လို့